Idea Story Knowledge Entertainment Channel မှာပြန်လည် ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့မှုစားသုံးချက်နဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မှုတို့ပြောရမှာတဘာဝမှုနဲ့လူတို့ပြုပြင်စိုက်ပျိုးထားတဲ့မှုဆိုပြီးတော့ညမျိုးနှစားရှိမှာပဲဖြစ်ပါတယ်စားရရတဲ့မှုနဲ့စားရမရတဲ့မှုတွေကိုခွဲခွဲခြားခြားတီးပြီးမှဒီစာရွေးရတဲ့မိုးကိုချက်ပြုတ်စားတော့တာကမိုးစိတ်တင်ကြမ်းနဲ့ကင်းဝေးပြီးတော့ ကျမရေးကောင်းကျိုးတွေရရှိစေမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့စားရွေးရတဲ့တဘာဝမှုတွေမှာကောင်းရိုးမှုတွေပါမယ်။တောင်ပို့မှုမုံနဲ့မိုးဘူးစားတာတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီစားတော့ရတဲ့မှုတွေရှိသလိုပေါ့နော်။ဒီမှုမျိုးစားတွေကိုမခွဲခြားတတ်တဲ့တဘာဝမှုတွေကိုမသိပဲဒီမစားသုံးမိဖို့ကလည်းအရေးကြီးပါတယ်။အကြောင်းကားတော့တဘာဝမှုမျိုးစားတွေမှာအစေးတင်စေနိုင်တဲ့ဒီဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ အချက်ခုနှစ်ချက်ကိုအရင်ကြည့်လိုက်ကြအောင်နံပါတ်1ကတော့အစိတ်ရှိတဲ့မော်ဒါမမဟုတ်မစားရတဲ့မော်ကိုဘယ်လိုခွဲခြားမလဲဆိုတဲ့ချက်ပဲဖြစ်ပါတယ်နံပါတ်2ကတော့မှုရဲ့အာဟာရပါဝင်မှုတွေအကြောင်းနံပါတ်3ကတော့မှုတွေကိုတနည်းလင်းဘလောက်စားသုံးတင်တယ်လဲနံပါတ်4ကတော့မှုစိတ်တင်တာဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲနံပါတ်5ကတော့မှုလွန်ကျစားမိမယ်ဆိုလို့ရှင်ဘာတွေဖြစ်လာနိုင်မလဲ မ္မ၆ကဘလို့လူအုပ်စုတွေပူစားတင်တယ်လဲ။နမ္မ9ကတော့တတိယစားသုံးရမယ့်လူအုပ်စုတွေဆိုပြီးတော့ကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နမ္မ၁ကတော့အစိတ်ရှိတဲ့မောဓမ္မမောဒီမစားရတဲ့မောတွေကိုဘလို့ခွဲခြားရမလဲဆိုတဲ့ချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့အစိတ်ရှိတဲ့မောပေါ့နော်။တနည်းပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလူတွေစားလို့မရတဲ့မောတွေကိုတည်နိုင်အောင်လက္ခဏာတွေရနေမှဒီခွဲခြားနိုင်ပါတယ်။မူရီရဲ့အယူကိုလက်နဲ့ခြေကြည့်မယ်ဆိုလို့ရှင်တဲ့ ဒီကျေသွားတဲ့ခါမှာအဲ့ဒီမိုးကမစားကောင်းပါဘူးတဲ့မိုးကိုခြေကြည့်လို့မို့နွတ်နေအောင်လို့ပေါ့နော်ဖြူဖြူကြီးတဲ့ထွက်လာမယ်ဆိုလို့ရှင်လည်းမစားရပါဘူးနောက်တစ်ခါပိုးရှိတဲ့မိုးလေးဆွေးနေတဲ့မိုးဆိုလို့ရှင်လည်းအစိတောက်ဖြစ်တတ်လို့မို့မစားတင်ပါဘူးနောက်တနည်းရှိပါတယ်။ကစွန်းရဲ့ထည့်ပြီးတော့ချက်ကြည့်လိုက်တဲ့အခါမှာဟင်းရည်အယောင်ပြောင်းပြီးတော့ညစ်ပုတ်ပုတ်ဖြစ်သွားမယ်ဆိုလို့ရှင်တော့ဒါအဆေးရှိတဲ့မိုးဖြစ်တယ်လို့ဒီဖော်ပြချက်တွေလည်းရှိပါတယ်။ ကျွန်တော်တို့ဒီမှုချက်စားတဲ့နေရာမှာပေါ့နော်မှုစိတ်ပါလို့ရှင်ပြည်စီဖို့ကစွန်းရက်နဲ့တွေ့ဖက်စားသုံးတာကတော့ပိုကောင်းပါတယ်ဒါဟာကျမရဲ့စားသောင်းတွေမှာဖော်ပြချက်တွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့မှုရဲ့အာဟာရပါဝင်မှုပဲဖြစ်ပါတယ်80ဂရမ်တစ်ခွက်စာမှာရှိတဲ့အာဟာရတမောပဲဖြစ်ပါတယ်90ဂရမ်ဆိုတာကအရွေစားကြီးတဲ့မှု9ဝင်းကနေ9ဝင်းစာချက်ထားတဲ့ဒီတစ်ခွက်စာကိုဆိုလိုခြင်းပဲဖြစ်ပါတယ် စွမ်းအင်နည်းနည်းဆိုလို့ရှိရင်တော့15တက်တမ4ဂရမ်ပါရှိမှာပဲဖြစ်ပါတယ်ပရိုတင်း1တက်တမ16ဂရမ်ကာဗွန်ဟိုက်ဒရိတ်1တက်တမ28ဂရမ်ကယ်ဆီယမ်1တက်တမ10မီလီဂရမ်တန်တန်3ညတက်တမ35မီလီဂရမ်မဂနီဆီယမ်6တက်တမ3မီလီဂရမ်ဖော့စပရိတ်60တက်တမ1မီလီဂရမ်ပိုတက်ဆီယမ်223မီလီဂရမ်ဆိုဒီယမ် 3ဒရမ5မီလီဂရမ်ဇင်3ညဒရမ364မီလီဂရမ်ဗီတာမင်စီ1ဒရမ4မီလီဂရမ်ဗီတာမင်ဒီ4ဒရမ9အယူဖောလင်7ဒရမ9မိုက်ခရိုဂရမ်ကိုလင်စနစ်ဒရမ1မီလီဂရမ်ညာရစဉ်1ဒရမ53မီလီဂရမ်တော့ပါရှိမှာပဲဖြစ်ပါတယ်ဒါရင်မြလားဆိုလို့မဟုတ်ပါဘူးကျွန်တော်ဒီမှုမှာဆိုလို့ရှိရင်တော့တန်ရမယ်ဗီတာမင် B1 ravoflavin ဗီတာမင် B2 ဗီတာမင် B6 နဲ့ဗီတာမင် B12 ပါဝင်ဒီတခြားသောဗီတာမင် B အုပ်စုဝင်တယ်လည်းများစွာပါရှိပါသေးတယ်။နံပါတ်3ကတော့ကျွန်တော်တို့နေ့စဉ်ပေါ့နော်မှုကိုချက်ပြုတ်စားတော့မယ်ဆိုလို့ရှိရင်နော်ဘလောက်ပမာဏအထိစားသုံးသင့်တယ်လဲဆိုရဲတစ်ချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့မှုရင်းကိုချင့်ချိန်ပြီးစားသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုပေါ်ပြမယ့်အချက်တိုင်းပြုလုပ်စားသုံးနိုင်ပါတယ်။တနည်းလျင်စားသုံးတဲ့မှုပမာဏကအနည်းဆုံးအလတ်စားမှုနှစ်ပွင့်ဖြစ်ပါတယ်။ ဂရမ်နဲ့ဆိုလို့ရှိရင်တော့16ဂရမ်ခန့်ရှိတဲ့မှုတစ်ခွက်စာပဲဖြစ်ပါတယ်။အပတ်စဉ်နဲ့ဆိုလို့ရှိရင်လည်းမှု200ဂရမ်ကနေ300ဂရမ်ထိစားသုံးနိုင်ပါတယ်။ကျွန်တော်ဒီမှုကိုချက်ပြုတ်တဲ့နေရာမှာကြောက်အောင်ချက်ပြုတ်ရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုချက်ပြုတ်ခြင်းကအစာစိတ်တင်ခြင်းကိုဖြစ်စေနိုင်တဲ့ညဉ့်ဉန်းပစ္စည်းတွေနဲ့ဗီဒီယိုတချို့ကိုဖေရှားရမှာထောက်ကူပြုနေလို့ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီညအောင်ပေါ့နော်ဒီကြက်အောင်ချက်ပြုတ်ခြင်းကအကောင်ဆုံးပဲဖြစ်ပါတယ်။ နံပါတ်လေးတစ်ချက်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှုစားသုံးပြီးရနောက်အစိတ်အင့်ဖြစ်စေတဲ့လက္ခဏာတွေအကြောင်းကိုဆက်လက်ရေးလဲကြရအောင်ကျွန်တော်တို့ဒီမှုစားသုံးပြီးရနောက်အစိတ်တောက်ဖြစ်လာတဲ့လက္ခဏာတွေကတော့နံပါတ်၁အနေနဲ့လေကြောင်းမှာတစ်ဆိုးဆိုးတွေဖြစ်လာမယ်ရင်ငက်လာမယ်နံပါတ်၂ကတော့ဘိုက်အောင်ဘိုက်နာဖြစ်လာမယ်နံပါတ်၃ကတော့အန်းလာမယ်နံပါတ်၄ကတော့ပြို့လာမယ်နံပါတ်၅ကတော့ဝမ်းလျှော်မယ်နံပါတ်6ကတော့အသားရေပြာနှမ်းလာမယ်။နံပါတ်9ကတော့သွေးခုံတို့အတိုးလျှော့တွေဖြစ်လာမယ်။ ်နံပါတ်၈ကတော့အသက်ရှူမြန်လာပါမယ်ကျွန်တော်ဒီလိုလက္ခဏာတွေပေါ့နော်ဒီအစိမ့်သင့်လက္ခဏာတွေတွေ့နေဆိုလို့ရှင်เนาะအစာတွေပြတ်အန်ထွက်ဖို့စားရည်ကိုများများတောက်ပြီးတော့အစာကိုအန်ထုတ်ပြခိုင်းပါပြီးတော့လူနာကိုညွညွထွေးထွေးထားပါစေုံစေကနဲ့ဝေးရဆိုလို့ရှိရင်လည်းဝမ်းနုံစေကိုတိုက်ပေးပါတော့ကျမရဲ့စားဆောင်ချုံမပေါ်ပြချက်တွေရှိပါသေး။နံပါတ်5ချက်အနေနဲ့ကတော့မော်လွန်ကျွန်စားမိမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လဲဆိုတဲ့အချက်ပဲဖြစ်ပါသေး။ မော်ရီယာကျွန်တော်ဒီနေ့စဉ်အစားအစာမှာကျမရဲ့ညညွတ်တဲ့အစားအစာတွေဖြစ်တဲ့ဆိုတော့ငါလေမော်လွန်ကျွန်စားသုံးမိမယ်ဆိုလို့ရှင်တော့ကျွန်တော်ခုဖော်ပြမယ့်ဘယ်လိုဆိုကြုံတွေဖြစ်ပေါ်စေနိုင်ပါတယ်နံပါတ်၁ကတော့အစာချေစနစ်ဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်ပျော်ရနာတွေဖြစ်မယ်ဝမ်းလျှောတာတွေဖြစ်မယ်လေပွတာတွေဖြစ်မယ်နောက်နောက်ပြီးတော့ဘိုက်အောင်ဘိုက်နာတာတွေဖြစ်ပေါ်တတ်ပါတယ် နမနကတော့အစာကြေခဲ့ပါမယ်။မော်ရီမှာကစီတက်တမျိုးဖြစ်တဲ့ချစ်တင်တို့မနီထရိုနဲ့ဒီထရီယလော့စ်တို့ပါဝင်တဲ့အတွက်ကြောင့်မို့အစာကြေခဲ့ပါတယ်။မော်ရီကိုအစာအရင်နေချစ်ပြဖို့အတွက်ဆိုလို့ရှိရင်တော့အနာကြီး9နာရီခန့်ကြာနိုင်ပါတယ်။နမ3ကတော့ဒီတခြားသောလက္ခဏာတွေပေါ်လာနိုင်ပါတယ်။ခေါင်းကိုက်တာတွေ၊ချွေးထက်တာတွေ၊ချမ်းတုံတာတွေ၊နှလုံးကိုမမှန်တာတွေ၊ဆိတ်ရှုပ်ထွေးတာတွေ၊ထင်အောင်ဓမ္မဖြစ်တာတွေ၊တက်တာတွေနဲ့ဒရွေးလွန်ကျွန်းထွက်ခြင်းတွေဖြစ်တတ်ပါတယ်။ နံပါတ်6အနေနဲ့ကတော့ဘလို့လူအုပ်စုတွေပုံစားတင်တယ်လဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်7ကတော့အမျိုးသမီးတွေဖြစ်ပါတယ်။မော်ရီယာအယိုးကျောင်းမရဲ့အတွက်အရေးပါတဲ့ဗီတာမင်ဒီပါဝင်တဲ့တရိษံနဲ့ရတာမဟုတ်တဲ့အရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကအသားရေကျောင်းမရဲ့အတွက်အန်တီအောက်ဆီဒန့်တွေကိုလည်းပေးဆောင်တယ်လို့ပဲဖြစ်ပါတယ်။နံပါတ်9ကတော့စီတိုယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။မော်ရီမှာပါဝင်တဲ့အမြင်တတ်တဲ့တရားတတ်ပါဝင်မှုနေပါခြင်းဟာဒီသွေးရင်းတရားတတ်ကိုထိန်းကြီးရမှာအခွင့်အရေးဖြစ်စေတာပဲဖြစ်ပါတယ်။ ရှိတော်ယောဂရှိပြီးသားသူတွေအတွက်ဆိုလို့ရှိရင်လည်းတွေ့ရင်းကြားတက်ကိုချင်းချုပ်ချင်းကအလွန်ရေးကြည့်ပါတယ်ဒီစီတိုယောဂဖြစ်နိုင်တယ်ရှိမယ်ဆိုလို့ရှင်ဓမ္မမုံစီတိုအစာပြောအဆင့်ရှိမယ်ဆိုလို့ရှင်ကျမရင်းနဲ့ညညပြီးတင်းတင်းမြားတာတဲ့သွေးရင်းကြားတဲ့အဆင့်ကိုထင်ထင်ထားခြင်းဟာအကျိုးကျေးဇူးတွေဖြစ်ရင်းစင်မှာပဲဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီမှုတွေမှာဆိုလို့ရှင်ဂလူးစကိုနဲ့တခြားတခြားတဲ့အလွန်နေပါစွာပါဝင်ပါတယ် ဒွေနေကြတဲ့ကိုမြန်မြန်မြင့်တက်စေခြင်းမရှိဘဲနဲ့ကျမရဲ့နဲ့ညညပြီးတော့ဗိုက်ပြေးစေတဲ့အစားအစာလေးဖြစ်ပါတယ်။နံပါတ်3တွေးတိုးယောဂရှိတဲ့သူတွေအတွက်ဖြစ်ပါတယ်။မှုတွေကိုအစာရင်တွင်းကနေသွေးပုံကျစေတဲ့တဒမျိုးဖြစ်သတ်မှတ်ကြပါရစေ။ဘာကြောင့်လဲဆိုတော့ဒီမှုတွေမှာသွေးပုံကျစေတဲ့ဓာတ်ပေါင်းတွေဖြစ်တဲ့ eicosteroid, polyphenol, tabenins, tabenoid, ပိုလစ်စထရိုင်းနဲ့ပရိုတင်းကျော်စွာပေါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မော်ရီယာတဘာဝတိုင်ဆိုရီယံပေါဝင်မှုနေပါလို့မို့သေပေါင်းချိန်ကိုထိန်းကြီးရမှာထောက်ကူဖြစ်စေမှာပဲဖြစ်ပါတယ်။နံပါတ်၄ကတော့ဝမ်ချုပ်တက်တဲ့သူတွေပဲဖြစ်ပါတယ်။မော်ရီမှာအမြန်တန်းတဲ့ဘီတာဂလူကန်တွေပေါ့နော်ပေါဝင်ပြီးတော့အဲ့ဒီဒဘောင်းမျိုးစလုံးကဦးကျမ်းမာရေးအတွက်အကျိုးပြုတာပဲဖြစ်ပါတယ်။အဲ့ဒီဒဘောင်းတွေကအစာချေခြင်းကိုကူညီပေးပြီးတော့ဝမ်ချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းအားဒီဘိုင်အောင်ဘိုင်နာဖြစ်အောင်ဇေယုံနေမကပါဘူး။ဥမာကြီးရောင်ရမ်းခြင်းနဲ့ဥမာကြီးကင်ဆာလို့ဒီကျမရဲ့ဆန်ရနောက်ဆက်တဲ့ပြဿနာများစွာရဲ့အန်နီယိုလေးမြင့်တက်စနေလို့ပဲဖြစ်ပါတယ်။နံပါတ်9ကတော့ကိုလက်စတရောများတဲ့သူတွေပဲဖြစ်ပါတယ်။ကျွန်တော်ဒီမှုဟင်းမှာဆိုလို့ရှင်ကိုလက်စတရောဒါမှမဟုတ်အဆီဒက်မပါဝင်သလိုကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုလည်းအလွန်နေပါပါတယ်။ တော်တော်လေကျွန်တော်ဒီအမြင်တန်းတဲ့ကိုလက်စတောဆင့်ကိုရှော့ချပေးတဲ့တခြား enzyme တွေလည်းပါဝင်ပါသေးတယ်။မိုးတွေမှာကိုလက်စတောကိုလောင်ကျွမ်းစေတဲ့ protein တက်ကြွားဆိုတာပါဝင်နေတဲ့အတွက်ကြောင့်မိုးစားသုံးခြင်းဟာကိုလက်စတောဆင့်တွေကိုချိန်ညှိပေးပြီးတော့နှလုံးကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်6ကတော့တက်တက်လို့စားတဲ့သူတွေပဲဖြစ်ပါတယ်။ protein တက်အမြင်တန်း၊ vitamin တွေနဲ့လိုအပ်တဲ့ amino acid တွေရဲ့ ရင်းမြစ်တစ်ခုအနေဖြင့်မော်ရီယာဒီတက်တက်လို့စားသုံးသူတွေရဲ့အစားအသောက်အတွက်အကျိုးကျေးဇူးများစွာ ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်9ကတော့ဗီတာမင် D တက်ချိုးတဲ့သူတွေပဲဖြစ်ပါတယ်။မော်ရီမှာကျွန်တော်ဒီအထူးသဖြင့်ပေါ့နော်ဒီနေရောင်ကြီး UV ရောင်ကြီးနဲ့ထိတွေ့ထားတဲ့မော်ရီမှာဆိုလို့ရှင်ဗီတာမင် D ရဲ့အရင်းမြစ်ကောင်းဖြစ်လို့မို့ဗီတာမင် D ချိုးတဲ့သူတွေစားပေးတယ်မှာနံပါတ်၈ကတော့ကိုခန်းစနစ်ကိုမြင့်တင်လိုတဲ့သူတွေပဲဖြစ်ပါတယ် မော်ရီမှာပါဝင်တဲ့ဘီတာဂလူကန်နဲ့ပြီးတော့ဒီအန်တီအောက်ဆီဒန့်တွေကကိုခန်းစနစ်ကိုအားကောင်းစေပြီးတော့ယောဂါတွေကိုတိုက်ထုတ်ရမှာကူညီဖြစ်စေမှာပဲဖြစ်ပါတယ်။နံပါတ်6ကတော့နှလုံးယောဂါရှိသူတွေအတွက်ဖြစ်ပါတယ်။မော်ရီမှာနှလုံးသွေးကြောဆန်ရယောဂါတွေကိုကာကွယ်ပေးတဲ့အမြင့်တက်တဲ့ဗီတာမင် C နဲ့ပိုတက်ဆီယမ်တက်တဲ့ပါဝင်ပါတယ်။ပြီးတော့ဒီပိုတက်ဆီယမ်တက်ပါဝင်မှုမြန်မာပြီးတော့ဆိုဒီယမ်ပါဝင်မှုနေပါတဲ့အတွက်ကြောင့်မို့သွေးပေါင်းခြင်းကိုလျှော့ချပေးရန်အတွက်ဒီအထောက်အပံ့ပြုမှာပဲဖြစ်ပါတယ်။ အဲ့တော့ဒီသွေးတိုးခြင်းနဲ့နှလုံးသွေးတိုးဆန်ရယောဂါနဲ့ဆက်ဆက်တဲ့အန္တရာယ်တွေကိုလည်းကာကွယ်ပေးမှာဖြစ်ပါတယ်။ရင်ပူခြင်းနဲ့အစာချေရည်ပြန်ဆန်တဲ့ခြေပညာများတော့ဒီမှုန်ဟင်းကြိုကိုတောက်သုံးနိုင်ပါတယ်။နံပါတ်30ကတော့သွေးအားနဲ့တက်သူတွေပဲဖြစ်ပါတယ်။သွေးအားနဲ့ယောဂါဟာတန်တဲ့ချော့တဲ့ခြေချောင်းဖြစ်ပေါ်ပြီးတော့မောပန်းနှံနေတာတွေခေါင်းကိုက်တာတွေအစာခြေပညာတွေနဲ့အာယုံကျိုးလုံးဆောင်မှုယုံနေစေခြင်းစတဲ့လက္ခဏာတွေကိုဖြစ်စေမှာပဲဖြစ်ပါတယ်။တန်တဲ့ကြွယ်ဝတဲ့မှုကိုချက်ပြုတ်စားတော့ခြင်းဟာအဲ့ဒီလက္ခဏာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ တန်တက်ကသွေးနေဦးတွေဖွေးစည်းရမှာကုညင်ပေးပြီးတော့ကျန်းမာစွာရှိနေစေရန်လှုံ့ဆော်ပေးလိုပဲဖြစ်ပါတယ်။နမစတိကတော့အယိုးနဲ့အယိုးဘွားယောဂါအတွက်ကောင်းမွန်ခြင်းပဲဖြစ်ပါတယ်။မှုရင်းမှာဒီ KCN တက်ပါဝင်ပြီးတော့အဲ့ဒါကအယိုးတွေကိုတန်မာစေဖို့ကုညင်ပေးသလိုအယိုးဖွေးစည်းမှုကိုလည်းထောက်ကူပြုပါတယ်။ဒါကြောင့်မို့ဒီအစားအစာတွေထဲမှာပေါ့နော်မူကိုထေသွင်းခြင်းဖြင့်ပေါ့နော်အယိုးတွေအတွက်လိုအပ်တဲ့ကယ်ဆီယမ်ဓာတ်ကိုပေးဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒီအဲ့လိုပြုလုပ်ခြင်းဖြင့်အယိုးဘဝယောဂာနဲ့ပေါ့နော်ဒီ ဖြစ်ရှာနိုင်မှုအားနည်းရတဲ့အစစ်ကြိုက်ခြင်းလို့ဒီအယိုးပျက်စီးယုံယုံမှုနဲ့ဆက်ဆက်တဲ့တခြားယောဂါတွေစတင်ခြင်းကိုနှောင့်နှေးစေမှာပဲဖြစ်ပါတယ်။နောက်တနည်းပြောမယ်ဆိုလို့ရှင်တော့ကာကွယ်ပင်းနေမှာပဲဖြစ်ပါတယ်။နမစနစ်ကတော့ယုံယမ်းမှုကိုတိုက်ဖြတ်ပင်းနိုင်ခြင်းပဲဖြစ်ပါတယ်။ဗောင်ရမှုဆိုတာကနှလုံးယောဂါအစင်းမြင့်ရောင်ယောဂါကိုခန်းကမောက်ကမိုက်ယောဂါနဲ့ကင်စာယောဂါပါဝင်ပါတော့။ယောဂါများစွာရဲ့ဖြစ်စဉ်တွေမှာပါဝင်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ မော်ရီယာရောင်ရမ်းမှုကိုစန့်ကျင်တဲ့အာနိသင်ရှိပြီးတော့ရောင်ရမ်းမှုဆန်ရယောဂါရဲ့ဖြစ်ပွားနိုင်ခြင်းနဲ့ပြင်ထန်မှုကိုရှင်းချပေးနိုင်ပါတယ်။ပြီးတော့ဒီမော်ရီမှာဇီဝပြပြမှုဆန်ရဇီဝဓာတုပစ္စည်းတွေဖြစ်တဲ့ဒီတောင်အက်တီမတက်ဘောလိုက်အမျိုးမျိုးပါဝင်တာပဲဖြစ်ပါတယ်။အဲ့ဒီဓာတုပစ္စည်းများကြောင့်မော်ရီမှာရောင်ရမ်းမှုကိုစန့်ကျင်တဲ့အာနိသင်တွေရှိလို့ပဲဖြစ်ပါတယ်။နမခွန်ချန်နေနေရတော့တတိသာ စားသုံးရမယ့်လူအုပ်စုတွေပဲဖြစ်ပါတယ်အစားအသောက်တမတည့်မှုရှိသူတွေပေါ့နော် အစားအသောက်ဓာတ်မတည့်မှုရှိတဲ့သူဆိုတာကဒီမှိုတွေနဲ့ဓာတ်မတည့်မှုရှိတဲ့သူတွေဖြစ်ပါတယ်။အဲ့လိုပေါ့နော်ဒီမှိုနဲ့ဓာတ်မတည့်တဲ့သူရှိတဲ့သူတွေအနေနဲ့လုံးဝရှောင်ကျဉ်တင်ပါတယ်။နံပါတ်၄ကတော့ကိုခန်းကမောင်းကမယောဂါဖြစ်တဲ့အော်တိုအင်မြူယောဂါတွေပဲဖြစ်ပါတယ်။မွာကိုခန်းစနစ်ကိုနှိုးဆော့ပေးနိုင်တဲ့အတွက်ကြောင့်မို့ဒီလန်စပက်လိုအဆင့်မြင့်ရောင်ယောဂါလို့အမျိုးအယုံကျိုးပြက်ယောဂါလို့ပေါ့နော်ပြောရင်မဒီပဲစကရိုးစစ်လိုကိုခန်းကမောင်းကမယောဂါရှိစုတွေအတွက် စားသုံးခြင်းလုံးဝမပြုရပါဘူးမတင်တော်ပါဘူးနံပါတ်2ကတော့ကြောက်ကပ်ပြဿနာနောက်တစ်ခုကခေါင်းယောဂရှိတဲ့သူတွေပဲဖြစ်ပါတယ်မူရင်းမှာပျူရင်းတက်ပါဝင်ပြီးတော့ကြောက်ကပ်ယောဂနဲ့ခေါင်းယောဂရှိသူတွေအတွက်အန္တရာယ်ရှိပြီးတော့ဒီမှုကိုစားသုံးခြင်းဖြင့်ကျန်းမာရေးအခြေအနေကိုပုံမဆိုးရစေနိုင်လို့ပဲဖြစ်ပါတယ်ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီမှုကိုစားသုံးခြင်းဖြင့်ဒီရှောင်ကျင်တဲ့အရာတွေတိထားတဲ့အရာတွေကိုပြောပြထားခြင်းပဲဖြစ်ပါတယ် ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးပြီးတော့ကြတော့ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထံလုံးဝမ်းပါပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျမား၏ဘဝတူတာတွေတို့ပါပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။